ပြည်ချင်းနိုင်ငံကူးလက်မှတ်နဲ့ပြည်ပအလုတ်ကိုင်လို့ဒီမှာတတ်တေကန်ကတ် OWC လက်ဝဲရှိနေသူတွေအနေနဲ့ဒီဘက်မှာလို့တော်လို့ကိုင်မယ်ဆိုတာကစစ်ကောင်စီလို့ဒီမှာဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ကိုထပ်ပြီးရယူဖို့လိုအပ်တယ်လို့သိရပါတယ်။ဒီဘက်မှာလုတ်လကန်သူတွေအနေနဲ့ agency အနေနဲ့ဖြစ်စေမိမိစီစဉ်နဲ့ဖြစ်စေခွင့်ပြန်လာတာကြောင့်ခွင့်ရစစ်ပြီးပြန်လာတာကြောင့်ဖြစ်စေဒီဘက်နိုင်ငံတွေကိုပြန်လည်ထွက်ခွာမယ်ဆိုရင်စစ်ကောင်စီရဲ့လို့ဒီမှာဝန်ကြီးဌာနကိုတမက်ဆိုင်ရန်ဆာရန်နဲ့အတူ online ကတစ်ဆင့်လျှောက်ထားပြီးတော့ဒီဘက်ကိုတွားရောက်အလုတ်လုတ်ကန်မှုအတွက်ခွင့်ပြုချက်ထပ်မံရယူရမှာဖြစ်တယ်လို့ဆိုပါတယ်။ ။ရှောက်ထားသူတွေကိုစစ်ကောင်စီဝန်ကြီးဌာနကနေစီစစ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ထောက်ခံဖို့ရသူစီးရင်တွေကိုတော့ Same Reaction Telegram Channel မှာကြေညာပေးမှာဖြစ်တယ်လို့သက်ဆိုင်ရာလေးစစ်တွေကိုလည်းပို့ပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်နော်။ကင်းထန်တဲ့ရမုံငွေပြည်လည်မှုတွေဖြစ်နေတဲ့အတွက်ကုလသမဂ္ဂတွေ့မှုချုပ်အန်တိုနီယိုဂူတာရက်စ်ကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်းပတ်နေတဲ့နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ NGO တွေအနေနဲ့ရိုဟင်ဂျာဒုက္ခသည်တန်တန်းကျော်အတွက်တည်ငြိမ်ပြီးဂုဏ်သိက္ခာကိုအာမခံပေးနိုင်တဲ့ကြီးသက်မရှိတဲ့ကူပူးပေါင်းဆောင်ရွက်ပေးဖို့တောင်းဆိုလိုက်ပါရယ် ကင်းထန်တဲ့ရမုံငွေပြက်လက်မှုဖြစ်နေတဲ့အတွက်ဒုက္ခသည်စခန်းတွေမှာအစားအစာအာဟာရတန့်ရှင်းရေးကျန်းမာရေးနေစရာနဲ့အသက်ရှင်တန်ရေးတွေအတွက်စီးပွားရေးရောလူမှုရေးရပါတင်းမာပြီးအခြေအနေတွေဆိုးရွားနေတယ်လို့လည်းသိရပါတယ်။ဒါကြောင့်နိုင်ငံတကာ NGO တွေကိုအခုတက်အခြေအနေပိုဆိုးမလာခင်ပံ့ပိုးကူညီပေးကြဖို့လည်းကုလသမဂ္ဂတွင်းမှုချုပ်ကတော့တိုက်တွန်းထားပါတယ်။ရေညာပြဿနာမှာကမ္ဘာအကြီးမားဆုံးအကျက်တဲတွေကတခုဖြစ်တယ်လို့ဂူတာရက်ကတော့ပြောဆိုထားပါတယ်။ဂူတာရက်ကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုမက်စလတ်စတိုးရက်ကစပြီးတော့လေးကြလာနေတာဖြစ်ပြီးတော့ ရေညာဒုက္ခသစ္စာတွေကိုတောင်းရောက်ကြည့်ရှုမှဖြစ်တယ်လို့သိရပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာပြည်ပခရကြောင့်အကူအညီလွှဲမှုမြင့်တက်နေခြင်းလူဦးရေတန်းကျော်အတွက်စာနယ်ဧကထောက်ပံ့တာတွေကိုလာမယ့် April ကစပြီးရယ်ဆိုင်တော့မှဖြစ်တယ်လို့ကုလသမဂ္ဂကမ္ဘာစာနယ်ဧကအစီအစဉ် WFP ကမလ၁၄ရက်နေ့မှာကြေညာထားပါတယ်။ရမုံငွေလွှဲချက်အလွန်ကြီးမားလာတာကြောင့်ရပ်တန့်ရတာဖြစ်ပြီးတော့ နောက်ထပ်ရံမငွေတစ်တည်မရရှိတော့ဘူးဆိုရင်9နှစ်ရောက်ကလေးကိုဝင်ဆောင်လွတ်တိုင်းမိခင်မတန်ဆန်းစတဲ့ထိခောက်တဲ့အုပ်စုတွေကလူဦးရေ3000ခွဲခန့်ကိုပဲဆက်လက်ကူညီနိုင်တော့မယ်လို့လည်းပြောဆိုထားပါတယ်ဒီလိုရေးကထပ်ပတ်မှုတွေကိုရဆိုင်ထားတာက WFP ရဲ့အကူအညီတစ်ခုတည်းကိုပဲအားထားနေရသူတွေအတွက်ဆူဆူရွာထိခိုက်နိုင်တယ်လို့လည်း WFP ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုစလဲ Michael Defoe ကတော့ဒီကိစ္စထုတ်ပြန်ချက်မှာထည့်သွင်းပြောဆိုထားပါတယ်၎င်းပြောဆိုထားတာကတော့အခုဖြစ်လာမဲ့အကူအညီအဆိုင်မှုတွေဟာအသက်ရှင်တန်ရေးအတွက် WFP အကူအညီတစ်ခုတည်းကိုသာအားထားနေကြရတဲ့နိုင်ငံတော်ဝန်က ထိခိုက်လေတဲ့ရက်ရွာလူစုတွေအတွက်ပြင်းပြတဲ့နဲ့ဆိုးဆိုးဆိုးရက်ခတ်နိုင်ပါတယ်အခုညီရဲရဆိုင်မှုက WFP ရဲ့ထောက်ပံ့ကိုပဲအားထားနေရတဲ့ရိုဟင်ညာတွေအပါဝင်ရက်ခတ်ပြည်နယ်လေပိုင်းကလေရက်ဆွတ်ခွာသူတသိန်းကိုပါထိခိုက်မယ်လို့လည်းပြောဆိုထားပါတယ်ခင်ဗျာမြန်မာလူစုကိုစနေရက်ကထောက်ပံ့နေဆက်လက်ပေးနိုင်မှုအမေရိကန်ဒေါ်လာတန်60ရေးတကြီးလိုအပ်နေတယ်လို့လည်း WFP ကတော့ပြောဆိုထားပါတယ်ဒီသားချင်းစာတမ်းမှုဆိုင်ရာလိုအပ်ချက်နဲ့တုံ့ပြန်ရေးအစီအစဉ်အရလက်ရှိမှာမြန်မာနိုင်ငံကလူဦးရေ15.2တန်းခန့်ဟာ တနည်းတာစားနေကလိုအပ်ချက်ကိုပြည့်မီအောင်မဖြစ်စည်းနိုင်တဲ့အရေးနဲ့ကြုံရတယ်လို့လည်း WFP ကတော့ဖော်ပြထားပါတယ်ခင်ဗျာ။ New Myanmar ရဲ့ညနေခင်းသတင်းစီစဉ်တွေကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာဆန်တွေချင်ည9:00နာရီတိုင်းမှာတက်ဆက်ပြီးမှဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီခင်ဗျာ။